တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့နိုဝင်ဘာလ28ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တစ်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစ်ဆက်မှုလေးကိုဇုံတိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့မြန်မာနိုင်ငံမှာနိုင်ငံတကာယင်းနှိမ့်ညွန့်မှုများမရှိတဲ့အတွက်လူငယ်အကုန်လုံးအခြားတိုင်းပြည်များကိုတွားရောက်အလုပ်လုပ်နေရပြီးပြည်ပရောက်လူငယ်9000ကျော်ထံမှာ လောကလဆာများပြည်ရင်းကိုပြန်လည်ရောက်ရှိရေးလှုပ်ဆောင်မယ်လို့ကျပ်ဖို့ပါတီမှခင်ရင်နဲ့တောင်းအေးတို့ကပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာနိုင်ငံတကာယင်းနှိမ့်နှံမှုများမရှိတဲ့အတွက်လူငယ်အကုန်လုံးအခြားတိုင်းပြည်များကိုတွားရောက်အလုပ်လုပ်နေပြီးပြည်ပရောက်မြန်မာလူငယ်၅သန်းကျော်ထံမှလောကလဆာများပြည်ရင်းကိုပြန်လည်ရောက်ရှိအောင်လှုပ်ဆောင်ရမှာဖြစ်ကြောင်းကျပ်ဖို့ပါတီမှဥက္ကဋ္ဌခင်ရင်နဲ့တောင်းအေးတို့ကပြောဆိုလိုက်ကြောင်းသိရှိရပါတယ်။ကျပ်ဖို့ပါတီရဲ့မဲဆွယ်စီယုံရေးပွဲများမှာ ခင်ရင်နဲ့တောင်အီတို့နှစ်ဦးစလုံးကပြည်ပရောက်မြန်မာလူငယ်များအရေးနဲ့ပတ်သက်၍ထုတ်ပေါ်ပြောဆိုလာကြပြီးရင်းကဲ့သို့ပြည်ပရောက်လူငယ်များထံမှငွေကြေးများပြည်တွင်းကိုရောက်ရှိရေးလှုပ်ဆောင်ရန်ပြောဆိုလာကြခြင်းဖြစ်ပါတယ်။နိုဝင်ဘာလ25ရက်နေ့မွန်လယ်ပိုင်းပျော်ပွဲမြို့နယ်ကြီးနီကျေးရွာနဲ့တီကုံကျေးရွာတို့မှာချက်ပေါ်ပါတီမှအတွင်ရင်မှုလည်းဖြစ်ပျော်ပွဲမြို့နယ်ပြည်သူလွတ်တော်ကိုစလေလောင်းလည်းဖြစ်သူတောင်းအေကပြည်သူများနဲ့တွေ့ဆုံရမှာတိုင်းပြည်မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရှိတဲ့အတွက်မြန်မာလူငယ်များအားလုံး ပြပထွက်၍အလုလုံနေရကြောင်းပြောဆိုပါတယ်။နိုင်ငံတကာက PR တွေပေးပေးပြီးတော့ကျွန်တော်တို့တိုင်းပြည်အတွက်ရင်းနှီးတွေဘာမှမရဘူး။ရင်းနှီးမြှုပ်နှံခြင်းတဲ့သူတွေလည်းလာပြီးတော့ရင်းနှီးမြှုပ်နှံလို့မရဘူး။အဲ့ဒီတော့ကျွန်တော်တို့မှအလုတ်ကင်မရှိဘူး။အခွင့်အလန်းတွေမရှိဘူး။မရှိတော့ဘာဖြစ်လဲ။လူငယ်တွေအကုန်လုံးကတခြားတိုင်းပြည်တွေပဲသွားပြီးတော့အလုလုကြတယ်။ဒါအပြင်ပို့ဆိုတာကခုနကပြောသလိုအခွင့်အရေးဆိုတာတိုက်ယူမှရမယ်ဆိုတဲ့အတွေးခေါ်နဲ့လူငယ်တွေကိုလမ်းမကိုပို့ပစ်လိုက်တယ်။နှမျောဖို့အရန်ကောင်းတာပဲလို့ ပြောပွဲမြို့နယ်ပြည်သူ့လွတ်တော်ကုစလေလောင်းဦးတောင်အိတ်ကပြောဆိုပါတယ်။နိုဝင်ဘာလ19ရက်နေ့ရန်ကုန်မှာရှိတဲ့မဲဆွေစီယုံရေးပွဲမှာကျက်ဖို့ခင်ကြီးကပြည်ပရောက်လူငယ်အလုသမား9သန်းမှ10သန်းထိရှိပြီးရင်းလူငယ်များရဲ့လုခလာစာတွေကိုပြည်ရင်းကိုပြန်လည်ရောက်ရှိရေးလှုပ်ဆောင်ရမှာဖြစ်ကြောင်းခင်ကြီးကပြောဆိုပါတယ်။ယူရီးယားမှာ9သန်းပဲရှိတယ်ဆိုပါဦး။တလမှာဘတ်တထောင် လောက်ပဲလွှဲတယ်ဆိုပါဦး။ဘယ်လောက်ရမယ်ထင်လဲ။ဒါကကျွန်တော်တခုတည်းပြောပြတာပါ။ ပြည်ပမှာရှိတဲ့တရားမဝင်အလုသမာတွေကိုတရားဝင် ဖြစ်အောင်သူတို့ရဲ့ငွေလွှဲပြမှု remittance ကိုသူတို့လည်းအကျိုးရှိသူတို့မိသားစုလည်းအကျိုးရှိနိုင်ငံတော်လည်းအခွင့်ရဆိုတဲ့၃ဦး၃ဖလှယ်အကျိုးရှိအောင်ဝင်းဝင်း situation ဖြစ်အောင်မဖြစ်မနေဖန်တီးမယ်လို့ပြောကြတယ်လို့ချက်ဖို့ကင်ကြီးကပြောဆိုပါတယ်။ရင်းပြင်ချက်ဖို့ကင်ကြီးကမြန်မာနိုင်ငံကြီးအစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်မြန်မာ sustainable development plan ကိုပညာရှင်များနဲ့တိုင်ပင်ပြီးစီမံချက်ချထားကြောင်းလက်ရှိစစ်တပ်ကလည်း အဆိုပါစီမံချက်အပေါ်မှာအခြေခံလုပ်နေကြောင်းထုတ်ဖော်ပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြိုင်နဲ့ပေါင်းမြုံနဲ့အတွင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုလိုက်လံတိုက်ခိုက်မှုစစ်သား6ဦးသေဆုံးခဲ့ပြီးတလင်းရဲဘော်နှူးကြဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းမြိုင်နဲ့ပေါင်းမြုံနဲ့အတွင်းစစ်ကြောင်းထိုးနေတဲ့အချမ်းဖတ်စစ်တပ်ကိုလိုက်လံတိုက်ခိုက်ရမှာစစ်သား6ဦးသေဆုံးခဲ့ကြောင်းအညာမြေတပ်ပေါင်းစုမှတာဝန်ရှိသူတဦးကပြောဆိုပါရနိုဝင်ဘာလ12ရက်နေ့မနက်9:00ခန့်မှာ မြိုင်မြို့နယ်စမုတ်နယ်မှာအင်အား150ခန်းနဲ့စတင်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားတွေကိုဝက်ပုတ်ရအရှိတ်ဘက်မှာအညာမြေတပ်ပေါင်းစုနဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။နိုဝင်ဘာလ12ရက်နေ့မနက်9:00ခန်းမှာမြိုင်မြို့နယ်စမုတ်နယ်မှာအင်အား150ခန်းနဲ့စတင်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားတွေကိုဝက်ပုတ်ရအရှိတ်ဘက်မှာအညာမြေတပ်ပေါင်းစုနဲ့ပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား2ဦးပွေချင်းပြီးတိုက်ဆုံခဲ့ပြီးစစ်သား4ဦးဟာ မြိုင်စမုနှင့်အရောက်မှထပ်မံသိဆုံးခဲ့ကြောင်းဒါအပြင်စစ်သားနှင့်ပြူစောတိဆေဦးလည်းပြင်းထန်တရားရရှိခဲ့ကြောင်းသိရှိရပါသည်။ရင်းအကျက်ဖတ်စစ်တဲ့စစ်ကြောင်းဟာဝက်ပုတ်ရွာမှနေအိမ်နှလုံးကိုမိရှုဖျက်ဆီးခဲ့ကြောင်းဒါအပြင်နိုဝင်ဘာလ17ရက်နေ့ကရွာတန်းရှိရွာမှဖမ်းဆီးလာတဲ့ပြည်သူနှုတ်ကိုလည်းစစ်သားများကတပ်ဖြတ်ခဲ့ပြီးမြိုင်စမုနှင့်ဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါသည်။အဆိုပါတိုက်ပွဲအထင်းမှတော်လိုင်းရဲဘော်နှုတ်ဦးလည်းကြာဆုံးခဲ့ပြီးရဲဘော်တုံးမစိုးရင်ရတရားရရှိခဲ့ကြောင်း ရင်းတိုက်ခိုက်မှုကိုအညာမြေတပ်ပေါင်းစုစစ်ကြောင်ဝင်းပလွေပျောက်ကြားထဖွဲ့တို့နဲ့အတူ PLC T1K ညံပကပပကုတ်ကူခိုင်တရင်များ MGY Earthquake တိုက်နယ်စုဖွဲ့မှု1-3 ABSDF ကိုရီကင်းကိုဘလဥဆောင်သောလူငယ်ပျောက်ကြားထဖွဲ့ PIPDF နဲ့ဒေသရင်းထဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်နိုဝင်ဘာလ25ရက်နေ့မှာပေါင်းမြွနယ်နဲ့မြိုင်မြွနယ်အစမန်ရောက်ရှိနေတဲ့ တမကုကုလောက်ခံခလာရတလေးရှိတဲ့ရင်နဲ့ပကုတ်ကုတမတရားတမစစ်သားများပူးပေါင်းထားတဲ့အင်အား300ခန့်ပါစစ်ကြောင်းဟာမြိုင်စမုနစ်ဘက်ကိုပြန်လည်ဆုတ်ခွာလာစဉ်မှာကျေရင်းရွာအနောက်ဘက်မှညှိုက်ခဲ့ကြောင်းသိရှိရပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာကျေရင်းရွာတောင်ဘက်တိုင်းမြိုင်စမုနစ်ဘက်ကိုဥတည်ထွက်ခွာလာစဉ်ဝက်ပုတ်ရွာနဲ့စိတ်တာရွာအကြားမှာမိုင်းထိမှန်ခဲ့ကြောင်းပောက်ကွဲမှုအပြီးအညာမြေတပ်ပေါင်းစုမှရဲဘော်တွေကတောရောက်ရှင်းလင်းရေးလှုပ်ဆောင်စဉ်မှာ ခြေတော်ပြက်တစ်ခုကိုတွေ့ရှိခဲ့ကြောင်းသိရှိရပါတယ်။ရင်းတို့ရှင်းလင်းရေးဆောင်ရွက်စဉ်မှာလည်းအကြံဖတ်စစ်တပ်တွေရဲ့နောက်ကျင်စစ်သားတွေနဲ့တော်လိုင်းတပ်ဖွဲ့များပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းအဆိုပါစစ်ကြောင်းဟာပေါ့မြုံနယ်နဲ့မြန်မြုံနယ်မှာရှိတဲ့နေအိမ်15လုံးထက်မနည်းကိုမိရှို့ဖျက်ဆီးခဲ့ပြီးပြည်သူပိုင်ရွှေငွေနဲ့အဘိုးတန်ပစ္စည်းများကိုယူငင်သွားကအိမ်မွေတရိတ်ဆန်များကိုလည်းတပ်ဖြတ်စားတောက်သွားကြကြောင်းသိရှိရပါတယ်။အော်တိုဘလ20ရက်နေ့ကနေဒီနေ့အထိ ပောက်နဲ့မျိုးဘက်ချမ်းကိုထိုးလာတဲ့စစ်ချောင်းကိုကျွန်တော်တို့ပူပေါင်းအဖွဲ့တွေကဝိုင်းပြီးတော့တော်လန်နေကြပါတယ်။ထုတ်ပြန်ချက်တွေကတော့အချိန်နဲ့တပြင်းညီမထုတ်ပြန်နိုင်တဲ့မြေပြင်ခြေနေတွေကြောင့်အခုလိုမျိုးမှထုတ်ပြန်ရတယ်ပေါ့။အချိန်နဲ့တပြင်းညီထုတ်လို့မရလို့ပါ။ပြည်သူတွေအနေနဲ့ကျွန်တော်တို့ရဲ့တိုက်ပွဲတွေကိုလည်းစောင့်ကြည့်ပေးပါ။ကျွန်တော်တို့ကိုလည်းပံ့ပိုးပေးကြပါလို့ပြောချင်ပါတယ်။အကုန်လုံးလည်းဘေးရန်ကင်းရှင်းပါစေလို့ဆုမွန်ကောင်းတောင်းချင်ပါတယ်လို့အညာမြေတပ်ပေါင်းစုမှတာဝန်ရှိသူကဆိုပါတယ်။ရင်းအကျန်းဖတ်စစ်တပ်စစ်ကြောင်းဟာ ယမန်နေ့နိုဝင်ဘာလ29ရက်နေ့ညနေ4နာရီခန့်မှာမြိုင်မြို့နယ်အနောက်တောင်ဘက်မှာရှိတဲ့တရက်ကန်ပြည်စောတိရွာကိုဝင်ရောက်သွားကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့ခင်ဦးနယ်မုံလရွာကိုအင်အား100ကျော်စစ်ကူထပ်ပို့ဖို့စေအုပ်စုစစ်ကြောင်းကမ်းဘလူနယ်ကိုရောက်ရှိနေပြီးစစ်ကြောင်းပြတ်တဲ့အထိနှစ်ကြိမ်ချီမုံတိုက်ခိုက်ခံထားရတဲ့စေအုပ်စုကခင်ဦးနယ်တဲကို၃ကြိမ်မြောက်ထပ်မံစစ်ကြောင်းထိုးဖို့ပြင်ဆင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းရွှေဘိုခရိုင်ခင်ဦးမြင့်နဲ့အနောက်ချမ်းကိုစစ်ကိုအင်အားပို့ဖို့အတွက်စေအုစုအင်အားတရားကျော်ဟာဂျမန်နေနိုဝင်ဘာလ29ရက်နေ့မှာရေဦးနယ်အောင်တာယာရွာပြူစော့တီစကန်ကနေကမ်ဘလူနယ်ဘက်ကိုရောက်ရှိနေတယ်လို့ဒေသခံတရင်းရှင်းမြစ်တွေကပြောပါတယ်။ခင်ဦးရေဦးကမ်ဘလူသုံးမြင့်နဲ့အဆက်ခင်ဦးနယ်အနောက်ချမ်းမှာရှိတဲ့မုံလရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စေအုစုတွေကိုစစ်ကူပို့ဖို့အတွက်အင်အားတရားကျော်ပါတဲ့စစ်ကြောင်းဟာခင်ဦးနယ်အဆက်ကမ်ဘလူနယ်တွေကကြီးစုရွာကို ယမန်နေ့နေ့လယ်ပိုင်းမှာရောက်ရှိနေတာဖြစ်ပါတယ်။အဲ့ဒီစေအုပ်စုစစ်ကြောင်းဟာခင်ဦးနယ်ရဲကိုထပ်မံဝင်ရောက်လာပြီးမုံလာရွာကစေအုပ်စုတွေကိုအင်အားဖြည့်တာနဲ့စစ်ကြောင်းဆုတ်ခွာတာတွေလှုပ်ဆောင်လာနိုင်တယ်လို့ခင်ဦးနယ်မြေပြင်တော်လှန်ရေးတရင်ချင်းမြစ်တအုပ်က MFP ကိုပြောပါတယ်။ဒီကနေ့စစ်ကြောင်းကရေဦးနယ်ရဲကအောင်တာယာပြူစောတီစကန်ကနေကမ်ဘလူနယ်ရဲကိုရောက်နေပြီးခင်ဦးနယ်ရဲကိုဝင်လာဖို့ရှိနေတာပေါ့။မုံလာရွာထဲမှာရှိနေတဲ့ဟိုတယ်နေ့ကတိုက်ပွဲမှာအထိနာထားတဲ့သူတို့လူတွေကိုပြန်လာခေါ်မှလား ြင်တောင်ရပြူစောတိစခန်းကသူ့လူတွေကိုပြန်ခေါ်သွားမှလားအတိအကျတော့မသိရသေးဘူးပေါ့ပြင်ထောင်ရပြူစောတိစခန်းကသူတို့ဆေးအုပ်စုအတွက်အကျိုးမပြုဘူးဖြစ်နေတာအဲ့ဒီရွာကလည်းတော်လိုင်းရေးတပ်ဖွဲ့တွေကပိတ်ဆို့ထားတာဆိုတော့သူတို့အပြင်ထွက်လို့မရဘူးဖြစ်တာကြာနေပြီဘယ်လိုပဲဖြစ်ဖြစ်စစ်ကြောင်းထိုးလာရင်တော့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ကတိုက်ပွဲကဆက်ဖြစ်မှာပါလို့ဆိုပါတယ်လက်ရှိမှာဆေးအုပ်စုအထိုင်ချတက်ဆွဲထားတဲ့မုံလရွာအပအဝင်တိုက်ပွဲဧရိယာအနီးဝန်းကျင်ကကြေးရွာတွေမှာ နေထိုင်တဲ့ဒေသခံတွေကိုကြိုတင်ပြီးစစ်ဘေးတင်းရှောင်ခိုင်းတာတယ်လို့သူကဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့ကကံပလူမြို့နယ်ဝတ်တိုးရွာစစ်အုပ်စုအထိုင်စခန်းကနေခင်ဦးမြို့နယ်ဘက်ချမ်းကိုထွက်ခွာလာတဲ့ချင်းမြတ်တမဌာနချုပ်တမခ33လောက်ခံချီလင်းတရင်အမတ်111ကစစ်အုပ်စုအင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကရင်တက်ရွာအနီးမှာချေမှုန်းတိုက်ခိုက်ခဲ့ရမှာစစ်အုပ်စုစစ်ကြောင်းမှုအပါ90ဦးသေဆုံးခဲ့ပြီး ၃၅ဦးဖမ်းဆီးရရှိခဲ့ကတနက်20လက်နဲ့ခင်ရံမျိုးစုံတင်ဆက်ရရှိခဲ့ပါတယ်။အဲဒီနောက်နိုဝင်ဘာလ19ရက်နေ့မှာခင်ဦးမြတ်နဲ့မုံလရွာကိုကမ်းပလူမြို့နယ်ဘက်ကနေစစ်အုပ်စုအင်အား300ဝန်းကျင်နဲ့ထပ်မံစစ်ကြောင်းတို့ဝင်ရောက်လာခဲ့ပြီးနောက်နိုဝင်ဘာလ23ရက်နေ့မှာခင်ဦးနယ်ပြင်ထောင်ရွာပြူစော်တီစကန်ဘက်ကိုစစ်ကြောင်းတို့ထွက်လာခြင်းဒေါ်လာရင်ပူပေါင်းတပ်ဖွဲ့တွေကစစ်ကြောင်းပြတ်တဲ့အထိထပ်မံချိန်မုံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာလ23ရက်နေ့ကတိုက်ပွဲအတွင်းမှာ စစ်အုပ်စု60ကျော်တည်ဆုံးခဲ့ပြီးလက်နက်မျိုးစုံ30ဝန်းကျင်နဲ့ခရမ်းမျိုးစုံ30ရရှိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်။နှစ်ကြိမ်တိုင်စစ်ကြောင်းပြတဲ့အထိချိန်မုံတက်ခိုက်ခံထားရတဲ့စစ်အုပ်စုတွေကလက်ရှိမှာခင်ဦးမြွနဲ့အနောက်ချမ်းမှာရှိတဲ့မုံလရွာထဲမှာအင်အားပြန်လည်စုဖွဲ့ပြီးစစ်ကူအင်အားဖြည့်ဖို့လာမဲ့စစ်ကြောင်းကိုစောင့်နေတယ်လို့တရားရသူတွေကပါစေဝါကုသပေးနေတာတွေလှုပ်ဆောင်နေတယ်လို့ခင်ဦးမြွနဲ့ပကဖတ်တာဝန်ခံကပြောဆိုပါတယ်။ လက်ရှိမှာခင်ဦးနဲ့အနောက်ချမ်းကိုစစ်အုပ်စုစစ်ကြောင်းထိုးနေတာကြောင့်မုံလတာဝတိရှာတော်ငယုံကြီးကလုံတရကုံရှင်မင်းတွေကင်းပြည့်ရွှေကူအင်တိုင်းကြီးကျွန်းတော်လေးကျွန်းတော်ကြီးရာတော်မြင့်ကြမြင်းတောင်တရက်ပင်စုစတဲ့ကြည်ရွာတွေနဲ့ခင်ဦးနဲ့အဆက်ကံဘလူနယ်တွေကအိုင်ပေါင်းချောင်ကြောက်တိုင်းကြည်စုအောင်ချမ်းသာ ရင်းတိုက်စတဲ့ကြည်ရွာပေါင်း20ကျော်ကလူဦးရေတောင်းတဲ့ချီစစ်ပေးတင်းရှောင်နေကြရပြီး စာနယ်ရိတ်ကအကူအညီတွေလိုအပ်နေတယ်လို့စစ်ဆောင်တွေကကူညီပေးနေသူတွေကဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့တောင်တွင်းကြီးမှာလက်နက်များတင်ဆောင်လာတဲ့စစ်ကားတိမ်းမောက်ပောက်ကွဲပြီးကားပေါ်ပါလာတဲ့စစ်သား၅ဦးသေဆုံးခဲ့ကခုနှစ်ဦးအပြင်းထန်ထိခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းရန်ကုန်တောင်တွင်းကြီးလမ်းပိုက်မှာလက်နက်ခဲယမ်းတွေတင်ဆောင်ပြီးမောင်းနှင်လာတဲ့စစ်ကားတစ်စီးဝကတိတံတားပေါ်မှာတိမ်းမောက်ပောက်ကွဲပြီးကားပေါ်လိုက်ပါလာတဲ့စစ်သားတွေက၅ယောက်သေဆုံးခဲ့ကာ ခုနှစ်ယောက်ပြင်းထန်တန်ရာရရှိခဲ့တယ်လို့ဒေသခံစီးရီတရင်ရှိမြကမောင်းကိုပြောပါတယ်။နိုဝင်ဘာလ29ရက်နေ့ညနေမှာတောင်တွင်းကြီးမြို့ဘက်ကနေရန်ကုန်တောင်တွင်းကြီးပြည်လန်းတိုင်းမောင်းနေလာတဲ့စစ်ကားတစ်စီးဟာပရကျေတိုက်နယ်အုပ်စုဝဂတိကြီးရအရှိဘက်ကဝဂတိတံတားပေါ်အရောက်မှာတိမ်မောက်ခဲ့တယ်လို့သိရှိရပါတယ်။ရှေးဘင်းကျစ်ထွက်ပြီးတိမ်မောက်ရမှ တင်ဆောင်လာတဲ့လက်နက်ခဲယမ်းတွေထပ်ပေါက်ကွဲပြီးကားပေါ်ပါစစ်သားတွေထိခိုက်ဒေဆုံးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ထင်ကတော့တောင်တွင်းကြီးမှာ GE 969ကပ္ပစာ78တက်တွေရှိတယ်။အင်းတစ်ခုနဲ့တစ်ခုကထွက်ခွာလာတဲ့ကဘာအောင်လံဘက်ထွက်မှဖြစ်တာပါ။ကားလန်ကပြီတိဆိုတော့ပြီဘက်ထွက်လာတာလည်းဖြစ်တယ်။တံတားပေါ်ဝါကနဲ့တုံးမိတယ်ကြားတယ်။အခုစက်ခါတွေလမ်းပိတ်ထားတယ်လို့ဒေသခံစီရီတရင်ရှင်မြစ်ကမောင်းကိုပြောပါတယ်။ဒီပြစ်စင်မှာပောက်ကွဲမှုပြင်းထန်ခဲ့တာကြောင့်အကျန်းဖတ်စစ်သား9ယောက်သေဆုံးက9ယောက်ဟာပရဂျက်တိုက်နယ်စည်းရုံမှာအရေးပေါ်ကုသနေရကြောင်းလက်နက်ခဲယမ်းတွေဟာအချိန်တနိုင်နှိပါကြပောက်ကွဲတာကြောင့် ရတပြည်သူတွေလည်းထိလန့်ခဲ့ရတယ်လို့သိရှိရပါတယ်။လက်နက်တွေတင်လာတာဆိုတော့ပောက်ကွဲမှုကပြင်းတယ်။အနီးနားရွာကလူတွေလည်းတိုက်ပွဲဖြစ်တယ်ထင်ပြီးကြောက်လန့်ကုန်ကြတာလို့ဒေသခံတယောက်ကမောင်းကိုပြောခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကိုလအတွင်းတရုတ်နိုင်ငံကမြန်မာမြေရှားဒေါ်လာတန်း600ကျော်ဖို့တင်ပို့ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိ2025ခုနှစ်ကိုလတာကာလအတွင်းမြန်မာနိုင်ငံဟာတရုတ်ကိုမြေရှားတပ်တုတင်ပို့ရမှာ American dollar တန်း600ကျော်ဖို့တင်ပို့ခဲ့ပြီးကမ္ဘာမြေရှာထုတ်လုပ်ရေးမှာဒုတိယဆင့်ရပ်တည်နေတယ်လို့မြန်မာမဟာပြူဟာနဲ့မူဝါဒလေ့လာရေး Institute ISP မြန်မာကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မှာ American dollar 924တန်းတင်ပို့နိုင်ပြီးအရင်နှစ်နဲ့ကာလတူနှိုင်းယှဉ်လိုက်ရင် American dollar တန်းတရာညွန်နေခဲ့တယ်လို့ဆိုပါတယ်။မြန်မာဘက်ကနေတရုတ်ကိုမြေရှာ တင်ပို့မှုရောချခဲ့ပေမဲ့ တည်ငြိမ်စိတ်ချရတဲ့မြေရှားထောက်ပံ့ရေးကွင်းဆက်ကိုတရုတ်နိုင်ငံကရှာဖွေနေပြီးမြန်မာနိုင်ငံမှာမြေရှားတုဖို့မှုပုံများလာတယ်လို့ဆိုပါတယ်။လက်ရှိမှာကချင်ပြည်နယ်သာမကရှမ်းပြည်နယ်အရှိပိုင်းမှာပါမြေရှားတပ်တုတုဖို့တော်တွေတိုးချဲ့နေပြီး UWSA ဒင်းချုပ်ဒေသမိုင်းယွန်းမိုင်းပေါင်နဲ့ NDA ဒင်းချုပ်ဒေသမိုင်းယောင်မြို့နယ်တွေမှာအခုနစ်စမ်းပိုင်းမှာတင်မြေရှားလုတ်ကွက်20မိနစ်တိုးလာတယ်လို့သိရှိရပါတယ်။ဒီလိုမြေရှားတပ်တုတုဖို့တော် အနီးပတ်ဝန်းကျင်ဒေသတွေမှာနေထိုင်နေကြတဲ့ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးကိုဆူဆူရွရွထိခိုက်စေတဲ့ပြင်တောင်တွေကိုအပေါက်ဖောက်ပြီးပိုက်လိုင်းတွေကနေတဆင့်ဓာတုပစ္စည်းတွေလောင်းထည့်ရတာမလို့မြေပေါ်မြေအောက်ရေအစိတ်တင်စေတာငါးရီနဲ့တောရင်တရိတ်ဆန်တွေတည်ဆုံစေတာစိုက်ပျိုးရေးထိခိုက်စေတာတွေပြင်မြေပြုံမှုတွေဖြစ်ပေါ်စေနိုင်တယ်လို့ရှမ်းလူခွင့်ရမန်တိုင် SHRF ကထုတ်ပြန်ထားပါတယ်နိုင်ငံတကာစွမ်းအင်အေဂျင်စီ IAEA ရဲ့စီးရင်တွေအရကမ္ဘာမြေရှာတူဖော်မှုမှာ မြန်မာနိုင်ငံဟာအဓိကပံ့ပိုးသူဖြစ်ဆက်ရှိနေတယ်လို့ ISP မြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရခင်ဗျာအဲ့ဒီနောက် Trump အစိုးရအပြင်းထန်ဝေဖန်ခံလာရဆိုတဲ့စံပါရှင်ဆီယာလာစိုးရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ် Trump အစိုးရရဲ့မြန်မာနိုင်ငံသား၄000ခန့်ကိုယာယီအဆောင်လျှောက်ခံအဆင့်ရုတ်သိမ်းလိုက်ပြီးနောက်တရက်မှာ American အတက်နဲ့အောက်လွတ်တော်မှရှိတဲ့ Democrat နဲ့ Republican အမတ်တွေကလာမယ့်လအတွင်းပြည်လုံးမဲ့စေအုပ်စုရဲ့ရွေးကောက်ပွဲဟာ တရားမျှတပြီးလွတ်လပ်မှုရှိမှာမဟုတ်တဲ့အတွက်ထွက်ပေါ်လာတဲ့ရလက်ကိုအတိမတ်မပြုတ်ဖို့ Trump အစိုးရကိုတောင်းဆိုလိုက်ကြပါတယ်။ရင်းရွေးကောက်ပွဲဟာတရုတ်ထောက်ခံမှုပေးထားတဲ့စစ်အုပ်စုကိုတရားဝင်မှုရှိလာစေရန်ရည်ရွယ်လှုပ်ဆောင်ခြင်းတသက်ဖြစ်တယ်လို့လည်း၎င်းတို့ရဲ့ကြေညာချက်မှာပါရှိပါတယ်။ယခုခါမြန်မာပြည်သူတွေဟာ၎င်းတို့တနိုင်ငံလုံးကိုအုပ်စီးမသွားနိုင်အောင်အဖမ်းခံအသေးခံအနှိမ့်ဆက်ခံ၍ရဲရဲဝံ့ဝံ့ခုခံဆန့်ကျင်တွန်းလှန်နေကြတယ်လို့ဆိုပါတယ်။ ီမိုကရေစီနဲ့နိုင်ငံတကာအသိအမှတ်ပြုလူခွင့်ရင်းများပေါ်အမေရိကန်ရဲ့ဂရိကဝတ်နဲ့အညီမြန်မာပြည်သူများအနေနဲ့၎င်းတို့နှစ်သက်တဲ့အစိုးရကိုလွတ်လပ်ပြီးတရားမျှတစွာရွေးချယ်권ကိုညှင်းပယ်ထားတဲ့ချွေရင်းနေသောရွေးကောက်ပွဲများနဲ့ထွက်ပေါ်လာသောမိတို့သောရလက်မျိုးကိုမဆူဆန့်ကျင်ပြောဆိုရန်အတွက်ကျွန်ုပ်တို့သည် Trump အစိုးရနှင့် American ၏ Democracy မဟာမိတ်များအလုံးကိုတိုက်တွန်းပါသည်လို့လည်းပါရှိပါသည်။တနင်္လာနေ့ကပြည်တွင်းလုံခြုံရေးဝန်ကြီး Christine Noma မြန်မာနိုင်ငံ၏အခြေအနေများ လုံလောက်တဲ့အတိုင်းအတာထိတိုးတက်မှုရရှိလာပြီးဖြစ်တဲ့အတွက်မြန်မာနိုင်ငံသားများလုံခြုံစိတ်ချစွာအိမ်ပြန်၍ရပြီးဆိုကာယာယီဆုံးရှောက်ထားတဲ့အစင်တန်ပေးထားမှုကိုရုတ်သိမ်းကြောင်းကြီးညာချက်ကိုထုတ်ပြန်လာပါတယ်။စစ်အုပ်စုဟာ၎င်းတို့ရဲ့ရွေးကောက်ပွဲအားအမေရိကန်မှအတိမတ်ပြုလိုက်ခြင်းဖြစ်တယ်လို့ဆိုကာအစိုးရသဘောထားပို၍ခိုင်မာလာစေဖို့မျက်နှာလုံးမျက်နှာရလုတ်တဲ့အနေနဲ့တန်ဖိုးတည်သူများလက်သုံးချောင်းထောင်သူများပန်းပန်သူများအစရှိသဖြင့် မတရားဖန်ဆီးခံထားရသူ3000ကျော်ကိုရွေးကောက်ပွဲမှာပါဝင်နိုင်ရန်ဆိုကလွတ်ပေးလာခဲ့ပါတယ်။မျောလင့်ထားတဲ့အတိုင်း Trump အစိုးရရဲ့ဆုံးဖြတ်ချက်ကိုစစ်အုပ်စုကကြိုဆိုလိုက်ပါတယ်။အာရှလူခွင့်ရင်းနဲ့အလွတ်တမရေးရအဖွဲ့မှ Director Phil Robertson နှုန်းမှရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတယ်လို့ယုံကြည်သည်ဆိုရင်တော့အလွန်အကျွံအလေစားခံထားရသူသာဖြစ်မယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။သူမရဲ့အမိန့်ကိုအကောင့်ထဲပေါ်မယ်ဆိုရင်သူတို့ကမြန်မာနိုင်ငံကထောင်းတွေး ရရဆက်ဆက်နှိပ်စက်ခံရမှုတွေနဲ့တင်မင်းထံတိုက်ရိုက်ပြန်ပို့လိုက်တာဖြစ်ပါလိမ့်မယ်လို့ဆိုပါတယ်။ကုလသမဂ္ဂဖွဲ့စည်းပေးထားတဲ့မြန်မာအရေးလွတ်လပ်စွာစုံစမ်းစစ်ဆေးရေးရန်ရမှာလဲရေကောက်ပွဲနီးကပ်လာတဲ့နေ့မြစစ်အုပ်စုမှစစ်ရာဇဝမှုများကိုပို့၍ပင်စွစွရွရွကျွလွန်နေတဲ့တရင်ပေးပို့မှုများရရှိတာပြီးကျွလွန်သူတွေကိုတရားဥပဒေနဲ့အညီအေးအေးယူသွားမယ်လို့ကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်။မြန်မာအရေးစာအုပ်ပေါင်းများစွာရေးသားခဲ့သူအလန်ကလီမန့်ကထိုလိုရဲ့ဟာ မူဝါဒပိုင်းမှရွတ်တွက်ဆမှုမဟုတ်ပဲအော်တပတ်စိတ်ဆူဆူရွရွပျောက်ပြတ်သွားခြင်းသာဖြစ်ပါတယ်ပြည်တွင်းစစ်နဲ့ရင်ဆိုင်နေရတဲ့ရွေးကောက်ခံကောင်းဆောင်တွေကိုတဦးတည်းတီချချုံနောင်ထားတဲ့အစိုးရလက်အောက်မှာရှိနေစေဖြစ်ပြီးစစ်ရာဆွဲမှုတွေကိုပုံမှန်ကျူးလွန်နေတဲ့စစ်ကောင်းဆောင်တွေရဲ့ဖြစ်စီခံထားရတဲ့နိုင်ငံတစ်ခုကို American Agency တစ်ခုမှလုံခြုံမှုရှိတယ်လို့အတိအမှတ်ပြုလိုက်ခြင်းဟာကိုကျင်တရားနဲ့အမှန်တရားဆိုင်ရာတမာတိရှိမှုကိုစွန့်လွတ်လိုက်ခြင်းနဲ့အတူတူပင်ဖြစ်တယ်လို့ အရှာတိုင်းမှာစောင်းပါရေးသားပြီးဝေဖန်ရှုတ်ချလိုက်ပါတယ်။၎င်းဟာဆက်လက်ရေးသားရမှာမြန်မာနိုင်ငံဟာတည်ငြိမ်ရေးနဲ့အမျိုးသားပြန်လည်တည်မြဲရေးမှာထူးခြားတဲ့တိုးတက်မှုတွေရရှိခဲ့ပြီးဆိုတဲ့အပြောဟာခွေကျင်စိတ်ပြတုံးသက်ခြင်းမှထွက်ပေါ်လာခြင်းမဟုတ်ဘဲအစွန်းရောက်ဝါရဖြန့်ချီတက်တက်ပင်ဖြစ်ပါတယ်။ရှင်ဟာစေအုစုရဲ့ပြောစကားတွေကိုပြန်လည်အသုံးပြုပြီးအစိုးရအကဲဖြတ်မှုဖြစ်ပုံပြောင်းကအမေရိကန်ပြည်ထောင်စုရဲ့တည်စိတ်ခန့်နေပြီးကမ္ဘာကိုတင်ပြနေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။ အမေရိကန်ဟာကိုကျင်တရားကိုစွန့်လွတ်ပြီးနိုင်ငံရေးအရာအစဉ်ပြေလွယ်ကူမှုကိုအစားထိုးလိုက်ခြင်းဖြစ်ပါれမြန်မာပြည်သူတွေကိုတစ္ဆာဖောက်ယုံတာမကအမေရိကန်ပြည်ထောင်စုမှကာကွယ်ဆွန့်ရှောက်ပါမယ်လို့ကြွေးကြော်ထားတဲ့ဒီမိုကရေစီလူ့ခွင့်ရေးတရားဥပဒေစိုးမိုးရေးနဲ့ဖီစီနှိမ့်ဆက်မှုကနေထွက်ပြေးလာသူတွေကိုအကာအကွယ်ပေးသွားမယ်အစရှိတဲ့မူဝါဒအလုံးကိုလည်းတစ္ဆာဖောက်လိုက်ခြင်းပင် ဖြစ်ပါれအထင်မြင်လွဲမှားစေသောမဟုတ်မမှန်မှုများထိကိုက်နှင်နာစေသောမဟုတ်မမှန်မှုများရှိသလို့ ရင်စကားတွေကို ထုတ်ဖော်ပြောဆိုလာတဲ့အမေရိကန်ပြည်ထောင်စုပြည်တွင်းလုံခြုံရေးဌာနရဲ့ကိုကျင့်တရားပြိုလဲကျဆင်းမှုကိုပို၍ထင်ရှားသွားခဲ့ရပါတယ်။၎င်းတို့ရဲ့ပြိုလဲကျဆင်းမှုဟာလူအများကိုသိစေနိုင်တဲ့အထိဖြစ်နိုင်တယ်လို့យေတာထားပါတယ်။ပြည်သူတော်လှန်ရေးတပ်ဖွဲ့တွေဟာလူထုကိုထိတ်လန့်ကြောက်ရွံ့စေဖို့ရည်ရွယ်ချက်သက်သက်ဖြင့်စစ်ကြောင်းထိုးလာတဲ့အင်အား120ပါစစ်အုပ်စုနဲ့ပြည်စောတီပူပေါင်းစစ်ကြောင်းကိုတနင်္ဂနွေနေ့ကစကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းတက်ပြတ်သွားသည့်အထိ ချိန်မုန်းနိုင်ခဲ့ကြတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလို့ဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်ပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေ့ကြပါစေခင်ဗျာ။